နောက်လုပ်ငန်းစဉ်အသုံးအနေနဲ့ကတော့ကျွန်တော်တို့တောင်လယ်မှဘွားအမြင့်တင်ရေးပါဒါလည်းကျွန်တော်တို့လယ်မှဘွားမြန်မာတနိုင်ငံလုံးလယ်မှဘွားတွေဘယ်လိုဖြစ်နေပြီလဲဒါပြောမယ်ဆိုတော့1939ခုနှစ်ဆရာစံတော်လန်ရေးဆောင်ရွက်တဲ့အချိန်လုံးကနဲ့တော်တော်ရွတ်တူနေပါပြီဖောင်စင်းရင်ကနေတဲ့လယ်လုံရင်းနဲ့သမင်းကနေတဲ့အစ်ကိုရောက်နေပါဒါမြေအခုရင်းကျင်ဆိုတော့လေယာဉ်လုံငန်းဝင်တောက်ပစ္စည်းတွေဈေးတက်တယ်၊ကုန်စည်နှုန်းတွေတက်တယ်၊ကုန်စည်နှုန်းတွေတက်တဲ့ခါကျတော့ ငယ်မလုံနိုင်ဘူးထွက်ရှိလာတဲ့စဘာကလည်းပြန်ရောင်းရင်ဈေးအနေခံရပါလားဈေးမရပါဘူးလောကတစ်ခါချွတ်လေတယ်ဆိုရင်တော့လုံရင်းနဲ့လေလုံရင်းနဲ့အချုံးတွေပေါ်ပါတယ်ဒါကျွန်တော်လည်းလေဓမ္မတူပါယနေ့အချိန်မှာလေတေကကိုတင်း60ထွက်ပါချုံးပါတယ်လောကကတွေစီဘိုးတွေကုန်ကြစိတ်တွေမျိုးဘိုးတွေထုံရက်ခတွေအကုန်နှုတ်လိုက်ရင်ချုံးပါတယ်တင်း60 ဒီကောက်တင်း60တင်း80 80ထွက်မှကျွန်တော်တို့တွေကအရင်တာတာအမြတ်ကလေးနင်းနေပပရမှာဖြစ်ပါတယ်။ဒါတေကတရားကျော်ထွက်တဲ့ကွင်းဆိုရင်တော့အဲ့ဒါလေးကတော့အမြတ်ကလေးကတော့ကြာမလိမ့်မယ်။ဒါတော့ကထွက်တဲ့အချိန်မှာစပါးစီရရှိမှလာကျွန်တော်တို့အမြတ်ကြာမှာဖြစ်ပါတယ်။ဒါကြောင့်မို့လေဓမ္မဘုရားတိုးတက်ချမ်းသာမှလာကျွန်တော်တို့တွေနိုင်ငံကြီးကဖွံ့ဖြိုးနိုင်မယ်လို့ကျွန်တော်ကခံယူကြပါတယ်။နောက်ပြီးတော့2014ဒီကောင်စင်းအရာ မြန်မာနိုင်ငံရဲ့လူကြီး69ရာခိုင်နှုန်းကတောင်လွယ်မားများဖြစ်တယ်လို့ကျွန်တော်သိရှိရတယ်။အဲဒီ69ရာခိုင်နှုန်းတော့တောင်လွယ်မားတွေကဒုနေဘူးဘွားမြင့်တင်လာမယ်စီးပွားရေးလာပါကောင်းလာမယ်ဆိုရင်ဒီမြန်မာနိုင်ငံကြီးကလည်းချမ်းသာလာနေတဲ့အထက်မှာပါလာမှာဖြစ်ပါတိုးတက်မြင့်မားလာမှာဒါကြောင့်မို့တောင်လွယ်မားဘွားမြင့်တင်ရေးဟာကျွန်တော်တို့ပါတီအနေနဲ့လွတ်တော်ထဲမှာဒီဇိုင်းမမဆောင်ရွက်ပါတောင်လွယ်မားပြဘာလို့ကတဲ့တောင်လွယ်မားလူအပ်ချက်တွေကိုကျွန်တော်တို့လွတ်တော်မှာတင်သွင်းပါမယ် ငါနောက်ပြီးတော့အစိုးရဘက်ကပေးနေအောင်လယ်သမားဘက်ကလည်းဘာပညာပေးနေနိပညာလေးလိုအပ်တယ်ဆိုရင်ဒီဘက်ကပေးနေအောင်လယ်သမားဘက်ကလည်းလိုက်နိုင်အောင်နိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ရှင်ပါတယ်အဲ့ဒီကိစ္စမျိုးလေးတွေကကျွန်တော်တို့နာလွတ်တော်တဲ့အဆုံးဖြတ်နဲ့ဆိုရင်ဘယ်သူမှညင်းလုံးမရပါဘူးမြန်မာနိုင်ငံရဲ့အရေးအကိစ္စမှန်တယ်မြဒါပြည်တော်စုလွတ်တော်ကြီးကလာဆုံးဖြတ်ကြရတာဖြစ်ပါဒါကြောင့်မို့ကျွန်တော်အနေနဲ့ရှင်ပြိုင်တဲ့နေရာမှာလဲပြည်သူတွေမှာရှင်ပြိုင်နေဆိုတဲ့အစားတောင်းပါဘူးကျွန်တော်တို့လူမျိုးနဲ့ဒီနိုင်ငံလူနိုင်ငံသားအကျိုးကိုကျွန်တော်ဆောင်ရွက်ခြင်းလို့